ကဒေတာမှာပိတ်ဆို့ခံထားရတဲ့ယူကရိန်းတပ်သားတွေရဲ့အသက်အန္တရာယ်ကိုကာကွယ်ပေးဖို့ထရကပူတင်ကိုပြောကပ်ဒေတာတွေမှာပိတ်ဆို့ခံထားရတဲ့ထောင်ချီးတဲ့ယူကရိန်းတပ်သားတွေရဲ့အသက်အန္တရာယ်ကိုကာကွယ်ပေးဖို့ဗလာဒီမာပူတင်ကိုတောင်းဆိုကြောင်းအမေရိကန်သမ္မတဒေါ်နယ်ထရကသူ့လူမှုကွန်ရက်မှာရေးသားထားပါတယ်မလ23ရက်ညနေဗလာဒီမာပူတင်နဲ့အကျိုးရှိစေမယ့်ပြောဆိုဆွေးနွေးမှုတွေရှိခဲ့ကြောင်းလည်းထရကဆိုပါတယ် ကြောင်းစရာကောင်းတဲ့သွေးထွက်တန်ယိုစစ်ပွဲကြီးပြီးဆုံးပုံအခွင့်အရေးရှိနေတယ်လို့လည်းထရက်ကပြောပါတယ်။လလောဆယ်ကက်သေးတာတွေမှာလုံးဝပိတ်မိနေတဲ့ယူကရိန်းတပ်သားတွေရဲ့အသက်ကိုကာကွယ်ပေးဖို့နဲ့မဟုတ်ဘူးဆိုရင်ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်းမမြင်ဘူးမကြုံဘူးတဲ့ထိတ်လန့်ပွဲရတက်ပြတ်မှုတွေဖြစ်လာနိုင်မယ်လို့ဒေါ်နယ်ထရက်ကရည်တာထားပါတယ်။မလ23ရက်ညနေမှာဒေါ်နယ်ထရက်ရဲ့အထူးကိုယ်စားလှယ်ဝက်ကမော်စကိုမြို့တော်ကိုသွားရောက်ပြီး ရက်30ပြည့်ခန့်ရက်စဲရေးလုပ်ဖို့ရုရှားသမ္မတဗလာဒီမာပူတင်နဲ့တွေ့ဆုံဆွေးနွေးကြတာဖြစ်ပါတယ်။ချက်ချင်းပြည့်ရက်ရင်းနဲ့ပတ်သက်လို့ပူတင်ဘက်ကတရားဝင်ဘလို့အကြောင်းပြန်မလဲဆိုတာကိုတော့ထရက်ကတိတိကျကျထုတ်ဖော်ပြောဆိုထားခြင်းမရှိသေးပါဘူး။မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။